နာဂဲမုံတိုင်းတန်ခံခဲ့ရတဲ့ပြည်သူတွေအနေနဲ့အစိုးရတဲ့လက်ထက်မှာသူတို့ရဲ့လူမှုစီးပွားအခြေအနေတွေပုံမတိုးတက်ကောင်းမွန်လာဖို့မျှော်လင့်နေကြပါတယ်ဒီသတင်းကိုတော့တော်စင်မျိုးကပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံမှာဒေဆုံးပစ္စည်းမှုတွေအများဆုံးဖြစ်ပွားခဲ့တဲ့နာဂဲမုံတိုင်းတိုက်ခိုက်ခဲ့တာဟာလာမယ့်မေလ2ရက်နေ့ဆိုရင်ရှင်းနေပြည်ပြီဖြစ်ပါတယ် မုံတိုင်းနဲ့ခံခဲ့ရတဲ့ပြည်သူတွေအနေနဲ့လက်ရှိအချိန်ထိလူမှုစီးပွားအခြေအနေတွေတိုးတက်ခြင်းမရှိသေးတာကြောင့်အစိုးရအသည့်လက်ထက်မှာအခြေအနေတွေတိုးတက်ကောင်းမွန်လာဖို့မျှော်လင့်နေကြတာပါကျွန်တော်တို့အခုနောက်တက်လာတဲ့အစိုးရအခုအစိုးရအသည့်ကလေကျွန်တော်တို့ဘယ်လိုခေါ်မလဲကျွန်တော်တို့ပြည်သူလူထုတွေတဲကိုထဲထဲဝင်ဝင်ပေါ့အဲ့တော့အောက်ခြေလူဒန်းသားတွေဘဝဘယ်လိုဖြစ်နေလဲဆိုတာကိုသူတို့ကိုယ်တိုင်ကွင်းစင်းလေးလာခြင်းတော့ဒါသူတို့သိနိုင်မှာသူတို့သိနိုင်တော့ကျွန်တော်တို့ဘဝတွေသူတို့နည်းနည်းတိုးတက်အောင်တော့ဖန်တီးပေးနိုင်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်နေအစိုးရနဲ့စာတော့နည်းနည်းလေးတော့ ောင်းလိမ့်မယ်လို့တော့ထင်တော့ထင်တာပဲအပူတွေဘူးပေါ့ခက်ကာလာလည်းပြောင်းလာပြောင်းလဲလာတာဟုတ်တနည်းတနည်းကနိုင်ငံမုံတိုင်းတက်ခတ်ခဲ့ပြီးနောက်မှာမုံတိုင်းနိုင်ငံခံခဲ့ရတဲ့ပြည်သူတွေပြန်လဲထူထောင်နိုင်ဖို့နိုင်ငံတကာကအထောက်ပံ့များစွာပေးခဲ့ပေမဲ့အောက်ခြေမှာတော့ထိရောက်တဲ့အကူအညီတွေမရရှိခဲ့တာပါမုံတိုင်းနိုင်ငံကိုအကြီးကျယ်ခံစားခဲ့ရတဲ့ပြင်ဆလူမြို့မှာတော့မြို့ရဲ့အပြင်စင်ကိုကောင်းအောင်ပြုလုပ်ထားပေမဲ့စီးပွားရေးအခြေအနေတွေမကောင်းတော့တာကြောင့်နေထိုင်သူနေပါလာနေပါတယ်ဟုတ်တော့ဒါပြင်ဆလူရဲ့ဒိဋ္ဌိကျဲဒါကြည့်ရအောင်ကြီးပေါ့ ကျွေးရရတဲ့မြို့နယ်ခွဲဖြစ်တော့လဲမြို့နယ်ခွဲလောက်တော်တော်လေးကြီးနေရှိတာပေါ့ဒါပေမဲ့ခုအချိန်တွေကတော့လုပ်ငန်းရှင်တွေကဟောဟောကိုဒေတာမှာဟိုသူတို့တွေကိုယ်တိုင်ကအရင်းကြီးတွေနဲ့တောင်းမြှောက်နှံပြီးတော့မလုပ်ရတဲ့သဘောဖြစ်ဖြစ်တဲ့ခါကျတော့လက်ရှိလောက်ကန်စားတော့တာအသေးစားလေးတွေပေါ့ကနန်းထောင်တဲ့လူတွေကကနန်းထောင်ပက်ကလေးချီတူလေးတွေပက်ကလေးနဲ့နည်းနည်းပါးလေးနဲ့ပြင်လဲထွက်ပြီးပေါ့တူဆက်လေးပေါ့တူသေးလေးနဲ့အဲ့ဒါလေးစက်တက်ရင်လေးလောက်ပြီးအဲ့လိုပဲလောက်ကန်စားလောက်ကြတာဒီလက်ရှိကို ခရီးလေးမောင်းကြတယ်တချို့တွေကြတော့လူငယ်များများဆဆကတော့ဒါရုံမကန်ကန်တင်မှာမဖွင့်လို့တဲ့ခါကျတော့ဟိုရန်ကုန်ဘက်တွေပါတယ်တွားပြီးတော့အလုံးလုံးကြတာများတယ်ရန်ကုန်တိုင်းဒေသကြီးနဲ့ AR မြို့ဝကျုံးပေါ်ဒေသတွေမှာတိုက်ခတ်ခဲ့တဲ့နိုင်ငံမှုန်တိုင်းကြောင့်လူပေါင်းသသိန်း3000ကျော်နဲ့ငွေကျပ်7.8ထရီလီယံကျော်ဆုံးရှုံးပျက်စီးခဲ့ပါတယ်နာဂိဖြစ်ပြီးနောက်ရင်ငန်တွေဝင်ရောက်ခဲ့တာကြောင့်အဲ့ဒီဒေတာတွေမှာနှစ်စဉ်လိုလိုရေရှားပမှုပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့လေယာဉ်လုပ်ငန်းလုပ်ကင်ဖို့လည်းခက်ခဲခဲ့ပါဗျ။ ေလုံငန်းကိုအဓိကလုပ်ကင်ခဲ့တဲ့ဒေသတွေဖြစ်တာကြောင့်နာဂိဖြစ်ပြီးနောက်ပိုင်းမှာရေလုံငန်းသုံးပစ္စည်းကိရိယာတွေဆုံးရှုံးခဲ့ပေမဲ့ရေလုံငန်းနဲ့ပတ်သက်ပြီးလက်ရှိချိန်ထိထိရောက်တဲ့ကူညီမှုတွေမရှိခဲ့တာကြောင့်စီးပွားရေးလုပ်ငန်းတွေပြန်လည်မထူထောင်နိုင်သေးတာပါစီးပွားရေးရှင်တွေကတော့နာဂိဖြစ်တဲ့ရာဇာတော့အများကြီးနှိမ့်ကြတာပေါ့ဘလို့မှဟိုဖန်ပြီးလို့မရဘူးပုံစံမျိုးပေါ့ခုနေရတော့မနေ့တည်းညာအလှမြောင်မနေ့လေသမားဆိုရယ်လေလေလုပ်ငန်းတွေကတိတ်ပြောအဆင်မပြေဘူးလောရတာ ယာရီတိုင်းဒေသကြီးဝင်ကြီးချုပ်မန်းကျော်နီကတော့ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းကိုဆက်လက်လှုပ်ဆောင်ရမှာနဂိဒေသကပြည်သူတွေအတွက်ထည့်သွင်းစဉ်းစားထားပြီးကက်ဘိနက်အစည်းအဝေးမှာလည်းဆင်းရဲတော့ဖို့ရှိတယ်လို့ TVB ကပြောပါရယ်ကျွန်တော်တော်စီမြို့ပါခင်ဗျာ